ဥပေက္ခာနဲ့လုံသာပိုင်ရှင်စတော်ကြီးကိုပူဇော်တဲ့ခရားရှင်ကြီးတပုတ်ခရားရေးသားတဲ့ကိုလိုလေးကလျှောက်ထားလို့ဦးဇင်းမြတ်ကဖတ်ကြားပြီးတော့ပူဇော်ပါပဲအဲ့ဒါလေးပူဇော်ပြီးတော့အမြောက်ဒါတို့ခေါ်ရုံပါပဲခရားကောင်းစည်းရဲ့နာမည်ကတော့တတတ္တာမှတ်တမ်းအမြဝီစာတမ်းခရားရေးသားသူကတော့ရွတ်သိဝီ 1948မလွတ်လပ်ကြသေးတဲ့လွတ်လပ်ရေးခကြီးတဲ့ရောင်းဆောင်တဲ့ဘုံတွေကထကြွစေတန်ရှင်းတဲ့ဒီမြဲအလဲလဲအကွဲကွဲဖယူဖယဲဆိုတဲ့ကာလပြည့်ကြီးတဲ့ငါတို့အရက်ကမြောင်း မင်းကျင်စီရဲ့ပရိမတ်မြောင်းယောမင်းကြီးရဲ့ရပလဲမြောင်းသူရဲကောင်းတွေပေါ်တဲ့မြောင်းပညာဓာတ်တွေပေါ်တဲ့မြောင်းပထမကျော်တွေပေါ်တဲ့မြောင်းအေးရော်ရီမြကြီးစီးတဲ့မြောင်းအနီးမြောင်ထိုးမြောင်းဦးကြောင်ကြောင်တွေမမွေး စီကုံဆိုတဲ့ရွာငယ်ကလေးပေါ့ဇာတိသွေးတွေကတိတ်ပြီးရင်ရွာလေခြင်းခဲ့တဲ့နဖူးစာဖွာလာတဲ့နဲ့ဘုံဖေးရန်ကုန်သူနဲ့ငပြာသာအကြောင်းတရားတို့ပေါင်းစုံရိတ်မြုံတစ်ခုဖန်ဆင်းဝေးချင်းတွင်ကကိုးရောက်တော်များ အဖိုးတောက်ခဲ့တဲ့အမေအဖေအမျိုးမောက်ခဲ့တဲ့အမေအဖေဝတ်အောင်ကြွေးခဲ့တဲ့အမေအဖေလက်အောင်မွေးခဲ့တဲ့အမေအဖေမြအောင်သွေးခဲ့တဲ့အမေအဖေသားကရှစ်သမီးကတင့်နဲ့အကြီးကြီးချစ်ခဲ့ကြတာပေါ့ဗျာ ကျတို့တွေရဲ့အမေကဓမ္မစကြာတွေရတဲ့အမေအနတ္တလက္ခဏာတို့ရတဲ့အမေလေရီတန်ခိတ်တွေရတဲ့အမေတာတိယောက်ကနိုင်ငံဝန်ထမ်းရင်တာတိယောက်ကသာသနာဝန်ထမ်းရမယ်တဲ့ယောက်ျားဆိုတာစကားနှခုမပြောရဘူးလေလေ အဲ့လောက်ဆရာအမေလက်လောက်ဆရာအမေဒသနာအမြင့်ကြီးတွေတွေးတတ်တဲ့အမေအမေကိုချစ်တဲ့သားအမေကချစ်တဲ့သားသားဆိုတာအားဖြစ်ရမတယ်အမေစကားကိုနားထောင်လို့စကားတောင်ကိုအရောက်ဖို့ ြို့မဟိယပဲရှင်ဖြစ်မိဘုံကြီးတဲ့ကကြာပန်းနေပေါ်လေစစ်ကြီးဖြစ်တဲ့ထဲကမောင်ရှင်လောက်အကြောင်းကောင်းလိုက်ပုံကသမိတ်တော်ရရာဆန်ချဆရာမဖောဖွားပါပထမကျော်ဆရာကြီးပုံရဖွားမလာကြီးဖွားဖေပါကြီးတို့နဲ့ရောက်ခဲ့ပါပြီတဲ့ကိုရင်ဘဝ အကြီးကြီးခံနိုင်ဆုံးဘဝအသက်ရှင်ဆုံးဘဝငေးဆရာကဘုဒ္ဓိဇသူဘောဓရမကနာယကကြီးစာချဆရာကြီးဘိုးပညာခေမဂမတာရလဝတ္တန်တကဘိုးသူရိယခန္ဓာရာမကသာသနာပိုင်လိုင်းလိုင်းတက်ခဲ့တဲ့ဆောင်းဝါများ သင်္ကန်းစာများနဲ့ဘဝတသက်တာမင်းကုမဟာစုတဲ့ဖြစ်စရာမေတ္တာတွေနဲ့စောင့်ရှောက်ပုံမြောက်ခဲ့တဲ့ဓမ္မကတိကဘဝအမိဓမ္မနဲ့သိခြင်းတရားအရှိထင်ရှားခဲ့ပြီမပြောပါဘိတ်ထုတ်ခဲ့တဲ့ဆရာတွေကများတော့ ဆံဝါသမားသာဖြစ်ချင်ခဲ့တာပေါ့ဒါနဲ့ပဲဆရာဤယူပိစရဲ့ဆရာကြောင့်ဝကျေသူဖြစ်မှာပဲလေဆိုပြီးငါ29နှစ်တအရောက်လောကဓာတ်တွေကဥလိုပေါ့စကိုင်းတောင်အောက်ကမျက်စက်ကြဘဝတသက်တာအချင်းများစွာနဲ့ နှလုံးသားလူဖန်ဆင်းဆွမ်းနိုင်သူကြီးထံအနှင်းခဲ့ပါပြီပြီးတော့လေမြတ်ဝရီမအောင်ချမ်းသာမှာဒီဒီကူဆေးရုံမှာရွှေကျင်တိုက်မှာမှာညောင်းမင်းအိုက်မှာဒူရိယာရာမမှာခံဝင်းတော်ရမှာ ငါကအလုံသမားပါကွာပြီးတော့မနောရထပူရဏီဓာတုစီရီအစုံယုံနာလည်းရှိဘုံနာလည်းရှိအစုံမှာတိမာကတော့တန်တရာပဲလေလုံခဲ့တဲ့တက်ကြတဲ့နှစ်ပေါင်းက90ပထမဆရာကဘုံဝနာ အဖို့ညွန်ပြတဲ့သာသနာအငွေခင်မကမှာပညာတွေဝေးတော့တပည့်တွေကတရားကျော်စာဆိုတော်ကငါကြားခဲ့မိတာကတပေါင်းစကားနေတော့ကြာ6အဝအစမှာဖြစ်သာသနာတခေထုံးပါလိမ့်မယ်တဲ့တပေါင်းဆွေးမှအရေးပေါ်မပြေတော့ခင်ရရှိ စရာဖိလို့ငါမကြီးလို့ရခဲ့မိတဲ့ဘဝခန္ဓာအမြတ်ပါအောင်လို့၃00မှာပဲလေပြတ်သားတဲ့လူရှင်များနဲ့အပူပင်မထားတတ်တဲ့ငါအမြီပြေးလိုက်ကြတာကမြတ်စကြာတောရမြတ်စကြာတောရမနောရထပူရတိစိတ်အကြံပေါက်၍ အဋိဋ္ဌံမြောက်စေမည်။ကြောင်ပြီးပြီးဖန်ဆင်းဆရာသွေးတွေစီးစီခဲ့ပါပြီ။မန္တလေးရဲ့တွေပဋိဉ္ကြီးရဲ့တွေရှမ်းဗမာနယ်ဆက်ကတွေအဘူတွေကချစ်ချစ်တော့နောက်လူတွေပေါ့မြောက်ဖို့တို့ရည်ကိုငါတီဆောက်ခဲ့ပြီ။ မြောင်းကြရဲ့အချောင်းရည်စီးတယ်ကျင်းကအတန်တွေကစီစီညံရှင်မောလှလူတွေလွမ်းအောင်ဖန်ဒိုးမြင်ရင်တွေကစာအန်တန်ဝိသကြုံနဲ့ညံအစွမ်းပြတ်တဲ့ပုံနဲ့အခန်းခန်းတွေနဲ့လမ်းမလမ်းတွေအကွက်တွေချပြီးအစံတကြီးကိုဖန်ဆင်းပေးခဲ့ပါပြီ ညစဉ်ညတိုင်းလဲပြိတ်တွေယူပြီးသစ္စာဆိုအငယ်ဆုံးသားရဲ့အငယ်ဆုံးသားတွေကိုမေတ္တာတွေပို့ပြီးလဲပို့ခဲ့ပါရဲ့ဗျာဝတ္တန္တကပေါ်ရစ်ပါစေဝိသိဋ္ဌာအာမဏိကျော်တွေပေါ်ရစ်ပါစေလို့သုဒ္ဒတံမြအလင်းတံမြ ဘွားကနေပေါ်ပေါက်ခေါင်းငင်ကိုထိုးဖောက်တော့မတောက်တခေါက်မဟုတ်ဖြစ်ဖြစ်မြောင်မြောင်လို့ရင်အနစ်အဟုတ်ရောက်မယ်တနေ့တော့မမေ့ရှိကြတယ်ပေါ့အနစ်80ကျော်ဖြတ်တဲ့တတန်းတလျှောက်ကသင်္ကန်းစားမာရန်လွာတယ်တေချာမတ် မေတ္တာကုသများများပွားဥပေက္ခာတရားကိုတော့လက်ကင်ထားကြအောင်ဟေခန္ဒီဆိုတဲ့တရားရှင်ချစ်သားအနေနဲ့ဖွင့်ခဲ့မဲ့အတိတ်ပဲခံနိုင်မှတည်မယ်လွယ်လွယ်မနေကြနဲ့အဘမဒေနတမ္ပါတိထားတဲ့ တို့ရကြုံကြီးပြီးလို့တာဝန်ချင်းငါနားမရစီတော့ကွာဝိညာဉ်မဲ့ငါရုပ်ခန္ဓာသုံးနာရီအတွင်းအပြက်ဖြက်ပါမောင်းကြော်ကိုပါခဲ့ပြီဦးဆွေးချင်းတွေလိမ့်ချံတယောစင်နဲ့ဦးကျွေးတယ်မင်းတို့တို့လုံမနေကြနဲ့ ရိယတိနဲ့သာပူဇော်တဘောအလုံးပြိုရစ်ကြပြီရောမှာထားခဲ့ထေအရှင်မြေအပြင်လိုဘုတော်တပည့်တကားတကားမှာမြားကအပါတရပူဇော်နဲ့လူတို့သာဓုခေါ်အမြအမြအမြယူတော်မူကြပါဘုံတော်